Hi ချစ်တော်ရင်ဟိုတနေ့啊လေလေတိုက်တော့ကြတော့လေဝမ်တို့အင်ရတည့်ရတည့်ရကျွေတယ်ကျွေတော့ကြတော့ဝမ်ကမမီရလဲရောက်နေတာဆိုတော့တည့်ရတည့်ကလေးလေးလောက်ပြီးမယ်ပေါ့နော်ဖီလေးကိုဖြတ်ပြီးတော့လုံးလိုက်လေးရေးစေးတယ်ရေးစေးပြီးပြီဆိုရင်အတုံးတည်တည်လေးတုံးလိုက်တယ်ပေါ့နော်တုံးပြီးတော့ကြတော့စားများများထည့်မယ်ထည့်ပြီးတော့ကြတော့နေမယ်ပေါ့နော်လက်နဲ့တခြားဆုပ်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 ပြီးတော့နေပါအဲနေပြီးတော့ကြတော့ တည့်ရတည့်ရတကယ်တော့ဒါစားနေနေပြီးပြီဆိုရင်နေလေးကိုတနေပြတယ်ဘုနော်အာဒီနောက်ရကြတော့မိုးလေးကလည်းနည်းနည်းအုပ်နေရနဲ့နေမပြတော့ဘူးဝန်ကဒါစားနေပေါ့နော်မမကြီးတေချာစုပ်နေနေပြီးတော့အဲဟွာစကားနဲ့ပေါ့အပေါ်ကနေစကားလေးတင်ပြီးတော့ကြတော့ဒီတည့်ရပြီးအရေးတွေထွက်သွားအောင်လို့အပေါ်ကနေစစ်နေတုံးလေးနဲ့ဖိထားလိုက်တယ်ပေါ့နော်နှစ်နာရီသုံးနာရီလောက်ထားလိုက်ပါထားပြီးပြီဆိုရင် ဒါတရတိကိုခုသွားကြည့်လိုက်မယ်ဆိုရင်ဒါအောက်ကအရေးတွေလည်းထွက်သွားပြီဒီအရေးတွေကိုမယူးတော့တရတိကိုပြန်လဲမစေးဘူးနော်နေတနေပြရင်တော့ဒီအရေးတွေကသူ့မှနေသူထွက်သွားပါတယ်ပေါ့နော်စက်သွန့်ဖြူလေးထောင်းထားတယ်ညုတ်တိအတောင်လိုက်လေးပါမယ်စက်သွန့်ဖြူလေးအမွှလိုက်လေးတွေပါတယ်ဒါကတော့မဆလာလေးကိုအရေးလေးဖြော်ထားတာပေါ့နော်နည်းနည်းလေးဖြော်ထားတယ်ပေါ့မဆလာလေးကိုဒါကတော့ညုတ်တိအပွားကြောက်တောင်ကိုအစီလေးတွေဖယ်ပြီးတော့စီးနေအောင်လို့ထောင်းထားပါတယ် ပြီးတော့အိမ်မှာရှိတဲ့ဂျင်းနူလေးတွေကိုလှီထည့်ရင်ရပါတယ်ဒါမဲ့အိမ်မှာအဲဒါဂျင်းဂျင်းနူလေးတွေပေါ့ဝယ်ပြီးသားလေးတွေရှိလို့ပေါ့နော်ခါကျက်ဥလေးတွေတော့ပါတယ်ဒါမဲ့ဒီတိုင်းလေးထည့်မယ်ပေါ့နော်ဂျင်းဘက်လေးတွေမကြိုက်ရင်လည်းမထည့်ပါနဲ့နော်စီပူပြီးဆိုရင်တက်သွန့်ဖြူထောင်းထားတာလေးကိုအရင်ဦးဆုံးကြော်လိုက်မယ်ပြီးပြီးဆိုရင်ရုပ်သီးထောင်းထားတာလေးကိုထည့်လိုက်မယ်ငရုပ်ပွားလေးပေါ့နော်ပြီးရင်မစလာဖြော်ထားတာလေးကိုထည့်လိုက်မယ်ထည့်ပြီးတော့စီပြန်းနေအောင်လို့တည်လိုက်မယ်တည်ပြီးပြီဆိုရင် ဒါမှွေးလာပြီဆိုရင်ဒီလိုမိုးလေးအနစ်လေးကျပြီစီလေးပြန်ပြီဆိုရင်ဒဲဥပဝါနေချလိုက်မယ်ချပြီးတော့ကြတော့မြုပ်တီးနဲ့ကြက်သွန်ဖြူအတောင်လိုက်လေးတွေထည့်လိုက်မယ်ဂျင်းဘက်လေးတွေထည့်လိုက်မယ်ထည့်ပြီးတော့မှွေးမယ်မှွေးပြီးတော့အရသာအနေနဲ့ကတော့တကြားလေးထည့်မယ်ပေါ့နော်တချို့ကြတော့ဒီဂျက်စီကြိုက်တော့ကြတော့တည့်ရတီးနေတဲ့ချိန်မှာဒီဂျက်စီလေးထည့်ပြီးတခါလေးနေတယ်ပေါ့နော်ဒီနေ့ဒီဂျက်စီမရှိတော့ကြတော့ဝမ်တော့ ဒါတခြားလေးတုံးတာဖြစ်ပါတယ်ပြီးပြီဆိုရင်တည့်ရတီးတွေထည့်ပြီးတော့ဒါအကုန်လုံးကိုမှွေလိုက်ပါမယ်ဒါဆိုရင်ရေလည်းမကြံတော့ဘူးเนาะတည့်ရတီးရကြတော့ဖိထားတော့ကြတော့တည့်ရတီးရေတွေကလည်းထွက်သွားပြီပေါ့เนาะဒါဆိုရင်ဒီလိုမှွေပြီးတော့လုံးဝမီးဖို့ပေါ်မှာပြတ်မတည်တော့ပါဘူးဒီတိုင်းလေးပဲအေးအောင်လို့ထားလိုက်ပါမယ်ထားပြီးပြီဆိုရင်အေးသွားပြီဆိုရင်ဘူးလေးတွေကိုထည့်မယ်ပေါ့เนาะဒါတည့်ရတီးကလက်တဲလို့ခေါ်ပါတယ်အစိမ့်တနက်ပါတည့်ရတီး အချောက်လေးတွေကိုလည်းဒီလိုမျိုးလေးတည်လို့ရပါတယ်နော်ဒါဆိုရင်စီများများလေးထည့်ပါဒါအခုဝဝံတော်မှဒါစီနေတယ်ပေါ့နော်စီကအပေါ်မှာအုံနေမှာသူကကြကြထားပြီးတော့စားလို့ရတာပါဒါဆိုရင်အေးသွားပြီဖိ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 ပြီးတော့တရတီးကိုဘူးလေးထဲမှာတိတ်မယ်စီစီတွေကအကုန်လုံးအပေါ်မှာ ရောက်နေမှာဒါကြကြထားလို့ရတာပြီးရင်ရေခဲတက်တာခဲတယ်တည်းမထည့်ပါနဲ့နော်ဒီ ဟွာဒီတိုင်းထားစားမယ်ဆိုရင်လည်းထားလို့ရပါတယ်ဒါပေမဲ့စားမိုလေးတွေတက်မှာကြောက်တဲ့အတွက်ဒါစီများများလေးနဲ့အသီးနှံထဲတဲ့နည်းနည်းအေးတဲ့ဘက်ကိုပဲထည့်စားပါဒါလက်နဲ့ချီထားပြီးတော့စားလို့ရပါတယ်